င်္ဂလာပါရှင်ရှယ်ကွန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြမ၆မြက်ရတနာပြဝဲဖွင့်ဝဲခန်းနာကျင်းပတဲ့သတင်းဖြစ်ပါတယ်အချိန်60မြောက်မြမ၆မြက်ရတနာပြဝဲဖွင့်ဝဲခန်းနာကိုနိုဝင်ဘာ18ရက်မနက်ပိုင်းကနေပြည်တော်ရှိမဏိရတနာကျောင်းစင်ခန်းမှာကျင်းပတယ်လို့သိရပါတယ်မြန်မာ့ချောင်းမြေရတနာပြဝဲကိုနိုဝင်ဘာ18ရက်ကနေ26ရက်ထိဆက်ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ်။ ပြပွဲဖွင့်ပွဲခန်းနာကိုတော့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သာယီကော်မရှင်ဥက္ကဋ္ဌပူဇော်မူကြီးမေအောင်လိုင်းကော်မရှင်ဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောကော်မရှင်တွင်ရေးမှုတွေ့ပတ်မှုဆောင်ချုပ်ပူဇော်ကြီးရဲဝင်းဦးနဲ့ကော်မရှင်ဖွဲ့ဝင်တွေသက်ဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်မြန်မာနိုင်ငံကြောက်မြတ်လုပ်ငန်းရှင်များအတင်မှတာဝန်ရှိသူတွေဖိတ်ကြားထားသူတွေဖြူရင်းဖြူပါမှကြောက်မြတ်လုပ်ငန်းရှင်တွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ပြပွဲဖွင့်ပွဲခန်းနာမှာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေကပုဂ္ဂလိကကြောင့်မရေတနာအချို့တဲ့အယောင်ပြကန်တွေဖွင့်လှစ်ရောင်းချနေမှုကိုလက်လံကြည့်ရှုအားပေးပြီးခမ်းမအပြင်ဘက်မှာခင်းချင်းပြသထားတဲ့ကြောက်စင်းရိုင်းအတွေတွေကိုလက်လံကြည့်ရှုဆစ်ဆေးခဲ့တယ်လို့သိရပါတယ်။အကြိမ်60မြောင်မြမကြောင့်မရေတနာပြပွဲမှာကြောက်စင်းရိုင်းအတွေ9064တွေကြောက်စင်းအချို့တွေအတွေ20တွေ ကြောင်မြတ်ရန်အတွေ့73တွဲကြောင်မြတ်လက်ဝတ်ရတနာအတွေ့149တွဲပလဲအတွေ့489တွဲတို့ကိုပြည်တွင်းပြပရတနာကုန်တွေတွေကိုအိတ်ဖွင့်စည်းပိုင်းတင်တာစနစ်နဲ့ရောင်းချသွားမှာဖြစ်ပြီးအမေရိကန်ဒေါ်လာယူရိုငွေရွှန်ငွေထိုင်းဘတ်ငွေနဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံတဲ့နိုင်ငံခြားငွေတွေနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။